့အခုမြင်တဲ့အတိုင်းပါပဲเนาะအခုကျွန်တော်ရှိမှာတော့အဲကစားခွင့် energy လောကမရှိတော့ပါဘူးအခုကျွန်တော်ကစားခွင့် energy ကျွန်တော်ပြောမှဆိုရင်တော့အအများဆုံးရအောင်ပေါ့ကျွန်တော်ဒီနေ့လောပြပြီးသွားပါမယ်ဒီဗီဒီယိုထဲမှာအရင်ဦးဆုံးတော့ကျွန်တော်တို့ဒီ question mood ထဲမှာကျွန်တော်ဝင်လိုက်ပါမယ်ဒီမှာ question mood ထဲမှာကျွန်တော်တို့ဝင်လိုက်ပါမယ် question mood ထဲမှာဝင်ပြီးသွားပြီးဆိုရင်ဒီမှာ tree share box ဆိုတဲ့ဟာလေးကိုဒီမှာကျွန်တော်တို့ရှိမှာ tree share box ဆိုတဲ့ဟာလေးရှိပါတယ်เนาะဒီမှာ tree share box အဲ့ဒီ t-shirt ဘာကိုတစ်ချက်ကျွန်တော်ဒီမှာနှိပ်လိုက်ပါမယ်အခု brother တို့ရှိမှာအသက်ရှိတဲ့ brother တွေပေါ့နော်အသက်ရှိတဲ့ brother တွေဆိုရင်အသက်၃ဦးနဲ့ကစားလိုက်ပါပြီးတော့ပတ်စံနဲ့ဆိုမှဆိုရင်ဒီမှာပတ်စံ50ရပ်ဖြစ်ပါမယ်အခုကျွန်တော်ရှိမှာအသက်မရှိတော့ကျွန်တော်ပတ်စံ50ကျင်းနဲ့ဆိုပြလိုက်ပါမယ်နော်ဒါကို t-shirt နှိပ်လိုက်မယ်ဆိုရင်ကွန်ဖုန်းနှိပ်လိုက်မယ်ဆိုရင်ဒီမှာ auto ပေါ့နော်အဲကျွန်တော်ရှိမှာတော့ diamond 1000ရရသွားပဲလိမ့်မယ်အခုဒီလိုမျိုး diamond 1000ရရပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော်အဲ့ဒါကြီးကျွန်တော်ဒီမှာလဲပြလိုက်ပါမယ် အခုကျွန်တော်တို့ဒီမှာ stone ထဲမှာသွားလိုက်ပါမယ်အခုဒီမှာပေါ့နော် diamond 200နဲ့ကျွန်တော်တို့ energy အဲငါတို့တော့ပြီးပါတယ်အခုကျွန်တော်ဒီမှာဝယ်မယ်ဆိုရင်ကျွန်တော်ဒီမှာ you do not have an apply store try again ဆိုတာဟာလေးဒီမှာပေါ်လာပါတယ်နော်အဲဆိုရင်ကျွန်တော်ဒီလိုဒီမှာဟိုကျွန်တော် application ထဲမှာဆိုရင်ကျွန်တော်ဒီမှာဝယ်လို့မရပါဘူးဒါကိုဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားပါမယ်နော် အဲဥဆုံးတော့ဘန်ဘရာသာဒိုတီလိုဒီဟက် application တွေကထွက်လာပါဒီမျိုးရိုးရိုးမှန်ရဒီရဲ့မှာဝင်ပြီးသွားပြီဆိုရင်အဲ infinity ဥကိုဂိမ်ကိုတစ်ချက်နှိပ်ပြလိုက်ပါအဲကျွန်တော်ဒီမှာ line နဲ့မကောင်းလို့ပါနော်အဲဆိုရင်ကျွန်တော်ဒီမှာ infinity အောက်ဂိမ်ကိုကျွန်တော်ရိုးမှန်ရဒီဂိမ်ရဲ့နေပြီးဝင်လိုက်ပါမယ်ဒီမှာတော့ကျွန်တော်အရှင်နေနဲ့ပါကြာပါမယ်နော် ကျွန်တော်ဒီမှာ line နည်းနည်းမကောင်းလို့ကျွန်တော်ဒီမှာဝင်လာနည်းနည်းရပါရဲ့เนาะ brother တို့အဲရိုးရိုးမာယာဒီထဲမှာဝင်ပြီးသွားပြီးဆိုရင်အဲပြီးပေါ့သာပြီလေပြောအခုကျွန်တော်ဒီမှာရိုးရိုးမာယာဒီထဲမှာကျွန်တော်ဝင်ပြီးသွားပြောရင်เนาะ အခုကျွန်တော်တို့ဒီမှာ stone ကိုတက်ချက်နေလာပါမယ်အခုဒီမှာ energy ရကြတော့ကျွန်တော်ဒီမှာဝယ်ပြလိုက်ပါမယ်နော်ဒီမှာ diamond နေရာနဲ့ကျွန်တော်ဒီမှာ energy ဝယ်ပြလိုက်ပါမယ်နော်အဲ head application ထဲမှာကြတော့ဒါလေးကကျွန်တော်ဝယ်လို့မရဘူးအခုကျွန်တော်ဒီမှာကြတော့ဝယ်လဲဟာလေးပေါ်သွားပါပြီနော် အခုဒီမှာ yes လို့နှိမ့်လိုက်မှဆိုရင်ကျွန်တော်ရှိမှာ diamond နေရာနဲ့အဲဒီမှာ energy ပေါ့နော်ဒီမှာ energy 5 energy ကျွန်တော်ရရပြီးသွားပါပြီဒီတိုင်းပဲ brother တို့လည်း ဒိုင်မုံဝယ်ပြီးဒါမို့ဒိုင်မုံစုထားတဲ့ဘရာသတ်တွေဆိုရင်ဒီမှာလာပြီးအဲ energy ဝယ်လို့ရပါတယ်အခုကျွန်တော်ဒီမှာရှိပြီလောက်ကျွန်တော် energy တစ်ချက်ဝယ်ပေးလိုက်ပါမယ်နော် ုကျွန်တော်ဒီမှာဝယ်ပေးလိုက်ပါပြီအခုကျွန်တော်ရှိမှာအစတော့1ကျတော့ရှိရကျတော့ diamond 4ရပြီးတော့ကျွန်တော်50ရှင်းနဲ့ diamond 1500ရရတယ်အဲ့ဒီ diamond 1500နဲ့ဒါတွေအကုန်ပေါင်းပြီးကျွန်တော်ဒီမှာအမ်ကစားချိန်ပေါ့နော်55ချိန်ရပြီးသွားပါပြီ rather တို့လည်းဒီလိုမျိုးလုပ်ပြီး brand တို့လည်းဒီလိုမျိုးကစားချိန်အများကြီးစုလို့ရပါရင်နော် energy unlimited ပေါ့ပြောမစွင်လဲ unlimited ပေါ့နော် present ကျတော့50ရှင်းပဲပုံပါတယ်တခါဆိုရင်ဒီလိုမျိုး brand တွေတချို့ brand တွေကျတော့ comment မှာ mention ပါတယ် ကျွန်တော်ဒီမှာ energy မရှိလို့တော့ energy ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်ဒီ video ထဲမှာရှင်းပြလိုက်ပါပြီเนาะအခုကျွန်တော်အဲ my id hack application တဲ့မှာပြီးကျွန်တော်ဆော့ပြရပါမယ်เนาะဒီ Techno SM ဆိုတဲ့ my ID app application အရာတော့အပီအကျန်းဆုံးပါเนาะ ဒီလိုမျိုး YoYo application တက်ဆိုင်မှာဆိုရင်ဒီ Techno SM ဆိုတဲ့ application ကကြတော့ကျွန်တော်တို့ MB တွေ point တွေအများဆုံးအဲရတာပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်ဒါသာသူကစားပြီးတက်ချက်ကြီးပြလိုက်ပါ Techno My ID ကိုလည်းကျွန်တော်တို့ပေါ့နော်အဲ့ဒီ application နဲ့ကစားပြီးတက်ချက်ကြီးပြပါနော်ဒီလိုမျိုး MD boy တွေချရတဲ့အရှင်ကိုလည်းကျွန်တော်ရဲ့ Telegram channel မှာဖော်ပြပေးထားပါတယ်နော်အဲတချို့ browser တွေရဲ့ကြတော့ အဲကျွန်တော် Telegram channel ကိုမသိသေးတဲ့ brother တွေရှိပါတယ်เนาะအဲဒီ brother တွေကကျတော့ကျွန်တော်ရဲ့ account ဟိုနေဘိုင်ယိုထဲမှာရှိတယ်နေုံတစ်ချက်နေပြီးကျွန်တော်ရဲ့ Telegram ကို join လိုက်ပြီးပါเนาะအဲမှာကျတော့ကျွန်တော်တို့ my id hack application ပါတယ်ကျွန်တော်အဆုံးသိပြီးတာပါเนาะပြီးတော့အဲ data လေးရကြတော့ကျွန်တော်တို့ဟိုနေဘောနော Techno SM ဆိုတဲ့ application hack application နဲ့ကျွန်တော်ဆော့ရပါเนาะပြီးတော့ဒီ auto ဆော့တဲ့ဒီဘောနော် အောက်ကကျွန်တော်တို့ wall wall mood ကိုလည်းတချို့ brother တွေအကြောင်းဆော့မရပါဘူးအဲ့ဒီ brother တွေအတွက်ကျွန်တော်ပြောပြလေးပဲပါအဲ့ဒီ wall mood ဆော့ရအောင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်နဲ့လုပ်ပြီးကျွန်တော်တင်ထားပါရနော် wall mood ကိုဆော့မရတဲ့ brother တွေလည်းအဲ့ဒီဗီဒီယိုတစ်ချက်တော့ကြည့်ပြီးပါနော်ကဲဗီဒီယိုကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ဒါပေချီလစီ